come up to see again shin back up be down drain it long train in money get damn yeah can you just and she said name can't just to be go pay call you me mo to say that drain it မီးကျူလီကဘာဖြစ်တာလဲအန်ဒီသားနဲ့တမီးမပေါင်းနိုင်တော့အန်ဒီတမီးသူနဲ့ကွာမယ်တမီးသူနဲ့ဆက်မပေါင်းနိုင်တော့လေပါအောင်တမီးတို့ဖြစ်တဲ့အကြောင်းရင်းကိုအရင်ပြောပါအဲ့ကောင်တော်တော်ကသူ့ဟာမှမူရနဲ့အခုထိမပြတ်နိုင်သေးဘူးအန်ဒီအဲ့အကြောင်းမျိုးလဲတမီးတငယ်ချင်းတွေပြန်ပြန်မှတမီးသိရတာတမီးဘယ်လောက်သိခါကြလဲတမီးလိုလူမျိုးရတာအရောမှာ အကောင်နားရထင်နေသေးတာသူရဲ့လောရက်တရားအရင်ရှက်ဖို့ကောင်းနေအန်တီတော်တော်အန်တီတာမို့လို့သမီးရဲ့အပြုပြောဆိုရိုင်းဝါသမီးတောင်းမှန်ပါတယ်ဘာမဲ့သမီးတို့လုံးဝမတိခိုင်နိုင်တော့အန်တီသမီးစိတ်လက်မှာမဆုပ်ဖြတ်ပါနဲ့ သမီးမချဘူးအဲ့။သူသမီးကိုဘယ်တော့မှမချခဲ့ဘူးထင်ပါ။အဲဆောင်ကြီးကသူစိတ်ထဲမှာမူရာပဲရှိတယ်။မူရာနဲ့အမင်းနဲ့ရှင်းလာလဲသူအမင်းနဲ့မူရာစီပဲသွားဖို့ရွေးချယ်ခဲ့တာ။ ရင်ထဲကအဲ့ဆိုဘာမှမဟုတ်ကဲ့မိမရင်းနဲ့တမိရှင်ထိုင်အဲ့တမိရဲခံပြည်တယ်အခုတမိတော့တမိသူ့မိမဖြစ်နေရတာမှသူတမိပေါ်မရိုင်းနဲ့အန်ဒီမိတော့တော့ခွဲမလို့တမိသူ့ငယ်กว่าမယ်ဂျူလီယာတမိတေချာစဉ်းစားပါတမိရဲ့တော်ထုတ်ကိုတကယ်ကွဲနိုင်လို့လား ခုဖြစ်တဲ့ကိစ္စမှာတော်ထွက်ရဲ့တရားဝင်ဇနီးမယားတယောက်အနေနဲ့သမီးရဲ့သူ့ကိုကြွားရှင်းပြပြီးတော့နောက်ဆုတ်ပေးလိုက်မယ်ဆိုတော့အိမ်နောက်တစ်ခုမှာကိုယ့်ဘက်ကလက်လွတ်ပေးလိုက်လို့ရှင်ကိုယ့်ဘက်ကအရှုံးပေးလိုက်တာပဲသမီးရဲ့သမီးဘက်ကအားကြီးနေတာလေနောင်တရည်လည်းသမီးရလိုက်ပါရှင်ဖို့မစင်းစားပါနဲ့သမီးရဲ့ အန်တီကသားတယောက်ရဲ့မိခင်အနေနဲ့ပြောတာမဟုတ်ဘူးနော်မိန်းမတယောက်အနေနဲ့အန်တီပြောတာကိုစီကကိုယောက်ျားထွက်သွားစီဖြစ်စီကိုယောက်ျားကိုစီကထွက်သွားစီပဲဖြစ်စီနောက်ဆုံးတော့မိမကြီးဘက်ကပဲရှုံးတာသမီးရေသမီးစိတ်ကိုအေးအေးထားပြီးသမီးစဉ်းစားပါသူအေးအေးနဲ့တိုင်တွယ်ဖြည့်ရှင်းနိုင်မှာ မိမတယောက်ရဲ့အကောင်းဆုံးရလဒ်ကိုရမှာလေသမီးကအခုလိုမျိုးဒေါသနဲ့ဖြည့်ရှင်းလိုက်တယ်ဆိုရင်သူ့ရဲ့အမားကိုယ့်ရဲ့အမားဖြစ်တတ်တယ်သမီးအန်တီကအတွေ့အကြုံရပြောတာနော်သမီးဂျူလီယာတေချာစဉ်းစားပေါ့နော် ဟုတ်ကဲ့ဆရာလုံငန်းအကျိုးသူပူပေါင်းဖို့လှုပ်ထားတဲ့ကုမ္ပဏီကအစောကုမ္ပဏီနဲ့ပူပေါင်းဖို့မဖြစ်နိုင်တော့ကြောင်းပြောပြီးကျမတို့ပြန်မယ့်ကုမ္ပဏီနဲ့ပူပေါင်းသွားပါတယ်ကိုဘာဟာဘလို့ဖြစ်တာလဲဟာဘာကြောင့်လို့ပြောလဲကျမစုံစမ်းရတော့တော့အပြိုင်မဲ့ကုမ္ပဏီမှာကျမတို့ချမှတ်ထားတဲ့ plan တွေအကုန်ရှိနေတယ်ကျမတို့ကဈေးလျှော့ယူပြီးတော့ပူပေါင်းသွားတာလို့လည်းသိရပါတယ် ကျွန်တော်ဒီနေ့ပြောစရာတခုရှိလို့အားလုံးကိုဆုပေးလိုက်တာပါကျွန်တော်ပြောချင်တာကကျွန်တော်အကြောင်းဒီကအားလုံးကသိကြပါတယ်ကျွန်တော်ဘာလို့လို့လောက်အောင်မသိပဲလမ်းပြောင်းနေတဲ့အချိန်ဒီမှာ ကျွန်တော်ကိုလမ်းမှန်ရအောင်ဆွဲခေါ်ပေးခဲ့တာကော်ဖီပဲအဲ့တော့ကော်ဖီကကျွန်တော်ဘဝရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေဆိုရင်မမှောင်အဲ့ဒါကြောင့်ပဲကျွန်တော်ရမနာကော်ဖီကိုလောက်ခဲ့တယ် ကျွန်တော်တို့ Ramla Coffee မှာအသုံးပြုနေတဲ့ Coffee Grammy ရဖို့အတွက်ကျွန်တော်တို့ဘယ်လောက်တောင်ခက်ခက်ခဲစူးစမ်းအားထုတ်ရလဲဆိုတာဒီရသူတွေအားလုံးသိကြပါတယ်။ဒါပေမဲ့ခက်တာတခုကကျွန်တော်တို့အသုံးပြုနေတဲ့ Grammy ရဲ့အခြေအတွေကဘယ်လောက်ကောင်းပြီးတော့ဘယ်လောက်အဆင့်မီလဲဆိုတာကျွန်တော်တို့အားလုံးဘယ်သူမှဘာမှသိချာမသိကြဘူး။အဲဒီတော့ကျွန်တော်စဉ်းစားထားတာတခုကကျွန်တော်ရဲ့ Cafe Ramla ကနေ Ramla Coffee နာမည်နဲ့ menu အတွက်အသုံးပြုမဲ့ Grammy ရဲ့အခြေအတွေကဘယ်လောက်ကောင်းပြီးတော့ဘယ်လောက်အဆင့်တန်းရှိလဲဆိုတာကိုသိရဖို့အတွက် 所以我今天咖啡变坏，我我们那准备那新变的。大哥、嗯，土豆，那买土买肥尼嘛？怎、嗯、么老远来的？跑偏了，土豆。 ျွန်တော်ပဲတည်တဲ့အခန်းထဲရ CCTV မှတ်တမ်းလေးရတယ်။ဒီမှာတက်တယ်ပြအားလုံးရှိတယ်။အဲ့ဒီတက်တယ်ဒီအားလုံးကညီမကကုမ္ပဏီကိုထိခိုက်စေရတော့။ပေါင်းချပြစ်နိုင်တယ်ဒီရေးလို့ရတယ်နော်။မပါပါမှာ။စမတ်တမ်းမှာစမတ်လို့ရှင်လို့လောက်အောင်မဟုတ်ပါဘူး။ပတ်စံအရေးကြီးကြီးလို့လို့လုံးလိုက်မရပါ။နောက်ကမှဖြစ်စီရပါဘူး။ 你找我妈呀？我这边马上交着呢，唐敏，打算几点回来好好，干吧。 အားလုံးရေဒီကြီးမီတင်ရှိရလို့ပြောလိုက်ပါကျွန်တော်တို့ coffee jam တော့ကိုသူရအောင်နဲ့နေစင်းနေရပဲဥဆောင်နေပါ။အာ coffee jam လား။မသွားတော့မှစိတ်ပူတာ။နေသေးလှုပ်ရှားလိုက်ရအောင်။အာ coffee ရဲ့အခြေသွေးစစ်ဆေးမဲ့အပိုင်းတော့အမှုရံနဲ့ကျွန်တော်လည်းလုပ်လိုက်မယ်။ဟိုဒါပေမဲ့ coffee ဆိုင်ကလည်းဆက်ပြီးတော့ဖွင့်ထားမှာဆိုတော့လေလင်းထက်ကိုကျွန်တဲ့လူတွေအားလုံးကကူညီပေးလိုက်ပါ။ဟုတ်ကောင်းကင်မင်းကတော့မရဘူး။ ။ဘာလို့လဲဆိုတော့ကောင်းခံမင်းကအားလုံးပဲလက်ဆွဲတော်ကြီးဆိုတော့သူကနှစ်ဖက်လုံးခွပါနေမှာ။အဲ့တော့ကိုသူရအောင်နဲ့နေစဉ်ဘက်ကိုသွားရင်သွားဒါမှမဟုတ်ရင်မူရာနဲ့အကိုဘက်မှာနေ။နော်။ဟုတ်ပါပြီဗျာ။နော်ကျွန်တော်မောင်ကောင်းပါပဲအားလုံးအဆင်ပြေအောင်စီစဉ်ပေးပါမယ်။အော်ပင်ကြီးနေုံလဲစိတ်ချမယ်နော်။ဟိုအားလုံးကခလေးကြီးပဲကြံနေတာနော်။အလုပ်တွေလည်းအရင်များလာပဲ။အဲ့တော့နေကလူကြီးဖြစ်နေပြီ။သေချာကြည့်ကြပါပြီ။အေးပါငေါအောက်လိုက်စမ်း။အောက်လိုက်ကိုဖုံးခိုင်း ပင်ကြီးဦးဆောင်မျိုးဒီဇိုင်းတော့မြေလန်လာလိမ့်မယ်။ဟဲ့။နင်ကလည်းငါအဲ့လိုမစိုးပါဘူး။ဖြေရတာပဲ။ဟေးနင်တော့နော်။ဟွန်း။ကဲတီး။နင်ခွေရောက်တော့လေ။ငါသင်ပေးတာပညာ။ရတော့ပြီးပြလိုက်တော့။အေးပါ။အားလုံးအဆင်ပြေပြီနဲ့တွေ့။အဲ့ဒါဆိုရင်ဟယ်လိုအင်းတင်ကလေးပြောကျွန်တော်ဒီနေ့အားလုံးကို မီတင်ရုပ်ရည်ခေါ်လိုက်ရတဲ့ကြောင်းရှိတယ်။တရားဝင်တွေအားလုံးသိထားတဲ့ကိစ္စနဲ့အပြောင်းလဲလေးရှိနေတယ်။အချိန်ကတော့လည်းကတ်နေပြီ။ဒါပေမဲ့ကျွန်တော်တို့စီမှာအရန်တော်တွေကော်ဖီပညာရှင်တွေနဲ့အစင်တော်ကောင်းတွေရှိနေအောင်ဆိုတော့ဒီနေ့ကော်ဖီပြိုင်ပွဲကိုကျွန်တော်တို့အောင်မြင်မှုများစွာရရှိထားတဲ့ကျွန်တော်တို့ကော်ဖီလုပ်ငန်းကနေလလုံးကော်ဖီရှင်ပြိုင်ပွဲ ုတော်ထိုးရဲ့လာလုံးကော်ဖီကလည်းဒီတစ်ခေါက်ကော်ဖီပြန်ဝဲမှာဝင်ပြိုင်မယ်လာလုံးကော်ဖီပြန်ဝဲလုံးဝဝင်မပြိုင်တော့ဘူးလို့အလုံးသိထားကြတယ်ဘလို့ဖြစ်တာမသိတော့ပါဘူးခင်ဗျဘာပဲဖြစ်ဖြစ်ခွန်ခါ ဒါမင်းရဲ့ရွေးချယ်မှုပဲနော်။ငါမင်းကိုအများကြီးတက်ညာပေးထားတယ်။ဒါဆိုရင်မင်းရဲ့ဒီပေးပေးရမှာ။တော်ထဒီကော်ဖီလုပ်ငန်းဆိုညင်းအောင်ချောက်မှုအောက်မှာရှိတဲ့လုပ်ငန်းဆိုမှန်တယ်။ဒါမှမဟုတ်အဲ့လုပ်ငန်းအခုငါဦးစီးနေတာ။ဒီကုမ္ပဏီမှာငါအကြီးဆုံးပဲ။မင်းငါရဲ့ဆုံးဖြတ်ချက်အတိုင်းကိုလိုက်လုပ်အောင်မှာမဟုတ်ဘူး။ဒီစကားပြလူပါမဝနဲ့နော်။လူဘက်ကစားပြီးရင်းတော့တော်ထောကငါတို့လုပ်ငန်းတွေလုံးမဖြစ်အောင်နောက်ွယ်ထိန်းချုပ်နေတာလေ။ 过以前，改造，让我们那民族消灭了。 Plasma 聚起来。